မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့အော်တိုဘာလ20ရက်နေ့နေ့လယ်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်အရေးကြီးသတင်းကတော့အကြမ်းဖက်စစ်တပ်လက်အောက်ခံ BGF ခေါင်းဆောင်ဗိုလ်မှူးကြီးစောချစ်သူဦးစီးထိန်းချုပ်လုကင်နေတဲ့ KK Park ကိုစစ်တပ်ကဝင်ရောက်စီးနှင်းပြီးတော့လူပေါင်း2200နီးပါးကိုဖမ်းဆီးရရှိထားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် အကြမ်းဖက်စစ်ခွေးတပ်ကမြောက်ရီမြို့နယ်အတွင်းမှာရှိတဲ့ KK Park ကိုစီးနှင်းခဲ့ရမှာဆောက်လုပ်ပြီးအဆောက်အုံတစ်ထပ်တိုက်၁၀လုံးနှစ်ထပ်တိုက်အလုံး၁၀၀၄ထပ်တိုက်အလုံး၃၀၅ထပ်တိုက်နှလုံးတစ်ထပ်တိုက်ဈေးဆိုင်ကန်အလုံး၃၀နှစ်ထပ်တိုက်ဈေးဆိုင်ကန်၂၀လုံးတစ်ထပ်တိုက်၉၁၅လုံးနှစ်ထပ်တိုက်၉၂၀လုံး၄ရက်တိုက်900ဆယ်လုံးဆောက်လုပ်ဆဲနှစ်ထပ်တိုက်21လုံး3ရက်တိုက်10လုံး၄ရက်တိုက်5လုံး5ရက်တိုက်5လုံးနဲ့တစ်ထပ်တိုက်စေဘီကန်နှခန်းတို့တွက်ရှိခဲ့တယ်လို့ပြောပါရယ် Starlink ဆက်လောင်းအစုံ30နဲ့ဆက်ဆက်ပစ္စည်းများကိုလည်းတင်စီရမိခဲ့ပြီးတော့အလုသမားအမျိုးသား1645ဦးအမျိုးသမီး455ဦးနဲ့လုံခြုံရေးအမျိုးသား68ဦးစုစုပေါင်း2168ဦးတို့ကိုတွဲရှိခဲ့တယ်လို့ပြောပါရယ် KK Park ကတမဟာ6နယ်မြေထဲမှာရှိပေမဲ့ BGF ကထိန်းချုပ်လုပ်ကိုင်နေတာပါ KK Park ရဲ့လုံခြုံရေးကိုယူထားတာက BGF ကဘုံမူကြီးစောချစ်သူလက်အောက်ကနိုင်မောင်စိုးတို့အဖွဲ့ကတာဝန်ယူထားတာပါ KNU ကအရင်လူကြီးတချို့ပါရှိပေမဲ့ KNU ကတော့ပတ်သက်မှုမရှိတော့ပါဘူး KK ပတ်တစ်ခုလုံးက BGF ရဲ့ခြေ BGF ရဲ့လက်တွေကြီးပဲနောက်ပြီးတော့ဘာပြစ်ခတ်မှုမှမရှိဘဲနဲ့ဝင်စည်းတယ်ဆိုတာက BGF နဲ့စစ်တပ်နဲ့က ဖင်လို့ဖင်ကန်နေလေရုပ်ရှင်ရိုက်ပြတာမျိုးပဲနေမှာပါလို့ကရင်စည်ရေးသတင်းရေးမြစ်ကပြောပါတယ်ကေကေပတ်ဝင်းအတွင်းထဲမှာရှိတဲ့အဆောက်အုံများဆောက်လုပ်ထားမှုမြေပိုင်ဆိုင်မှုများနဲ့ပတ်သက်ပြီးတော့တရားဝင်ခွင့်ပြုမိမြေပိုင်ဆိုင်ခွင့်အထောက်အထားဟိုတယ်နဲ့ခီးသွွာလာရေးရဆောက်လုပ်ခွင့်ခွင့်ပြုမိတရားဝင်ဆောက်ရွက်စာရမ်းများစစ်ဆေးတွေ့ရှိခြင်းမရှိတဲ့အပြင်သက်ဆိုင်ရာတာဝန်ရှိသူများကိုဆင့်ခေါ်ရမှာလဲလာရောက်ခြင်းမရှိတဲ့အတွက် လိုအပ်တဲ့သဘောအရေးယူမှုများကိုဆက်လက်ပြီးတော့ဆောင်ရွက်သွားမှာဖြစ်တယ်လို့သိရပါတယ်။စစ်တပ်က၄ကီကောမြို့တွေကိုတိုက်ခိုက်သိမ်းပိုက်ရမှာအော်တိုဘားလ9ရက်နေ့မှာပြန်ထိန်းချုပ်နိုင်ခဲ့ပြီးတော့အခုလိုတိုက်ခိုက်တဲ့အချိန်မှာ KK Park ကိုလည်းတပြိုင်တည်းထဲဝင်ရောက်ရှင်းလင်းခဲ့ခြင်းဖြစ်တယ်လို့ထုတ်ပြန်ထားပါတယ်။လက်ရှိ KK Park 1နဲ့ KK Park 2ဆိုပြီးတော့ပြောင်းလဲဖွဲ့စည်းထားတဲ့အဲ့ဒီ KK Park ရဲ့ငွေလိန်ချမ်းဝင်းရဲ့မြေနေရာကိုတရုတ်ကြားဖြန့်ရာဇဝတ်ဂိုင်းများကမြန်မာစစ်အုပ်စုခုခဲမှုအောက်မှာရှိတဲ့ကရင်နယ်ကြားဆောင်တပ်ဖွဲ့ထံကနေပြီးတော့ငှားရမ်းခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။ KK Park တိဆောက်ရေးလုပ်ငန်းများကို2020ခုနှစ်မှာစတင်ခဲ့တော့လေ2021ခုနှစ်အာနာသိမ်းမှုဖြစ်ပွားပြီးတဲ့နောက်ပိုင်းမှာသာအလုံးရင်းနဲ့တိဆောက်ခဲ့ခြင်းဖြစ်ပြီး2024ခုနှစ်ဖေဖော်ဝါရီလကနေဒီဇင်ဘာလဆယ်လအတွင်းမှာအဆောက်အဦအသစ်ပေါင်းအလုံးပေါင်း20ကျော်ကိုစောက်လုပ်ပြီးစီးခဲ့ကြောင်းဂျိုရုဓာတ်ပုံများကနေတဆင့်မြင်တွေ့နိုင်တယ်လို့ Justice for Myanmar ကသတင်းထုတ်ပြန်ထားပါတယ်။ online ငွေလိမ်ကိုင်းသို့မဟုတ်ကြားဖြတ်လုပ်ငန်းများဟာမြန်မာစစ်တပ်ရဲ့ ရာဇဝတ်စင်ပွားလုပ်ငန်းကိုရကြီးရဲ့ဗဟိုချက်မှာတရှိချင်းဖြစ်ပြီးစစ်တပ်ဟာ KNL ကြားဆောင်တပ် BGF ကိုလက်သက်မွေးကအဲ့ဒီလုပ်ငန်းများကိုထိန်းချောင်းစေခြင်းဖြစ်တယ်လို့သိရပါတယ်မြန်မာစစ်တပ်နဲ့ပြည်သူ့စစ်များထံကိုစီးဆင်းနေတဲ့ဗန်ဒန်ငွေများစစ်လက်နက်နဲ့လေရင်စီအရင်းမြစ်များအလုံးကိုဖျက်တောက်ပြီးတော့၎င်းတို့ကျူးလွန်ထားတဲ့နိုင်ငံဖြတ်ကျော်ရာဇဝတ်လုပ်ငန်းများအတွက်ရာဇဝတ်ကြောင်းအရအရေးယူတာဝန်ခံစေရေးတာလျင်အဲ့ဒီစိုက်ဘာငွေလုပ်ငန်းများကိုအမှန်တကယ်တိုက်ဖြတ်နိုင်မှာဖြစ်တယ်လို့ Justice for Myanmar ကထုတ်ပြန်ထားပါတယ် American ေဆိုင် USIP ကကရင်ပြည်နယ်မှာရှမ်းပြည်နယ်မြောက်ပိုင်းကကြားဖြန့်ဂိုင်းများအရှိန်ဟုန်နဲ့ရောက်ရှိနေပြီးတော့အမေရိကန်ကိုပြစ်မှတ်ထားလာတယ်လို့သိရပါဗျ။ BGF ကဘုံမူကြီးစောချစ်သူဘုံမူတင်ဝင်းနဲ့မုတ်တုံတို့ကြားဖြတ်လုံငန်းသားမှာပါဝင်ပတ်သက်နေတယ်လို့သိရပါတယ် American Dollar 192သန်းအမြတ်အစွန်20ရရှိနေတယ်လို့သိရပါတယ်ထိုင်း American တို့အပါအဝင်အိန္ဒိချင်းနိုင်ငံများပါဝင်တဲ့အရေးယူဆောင်ရွက်ရေးအဖွဲ့များဖွဲ့စည်းရန်လဲအကြံပြုထားတယ်လို့သိရပါတယ်မြောက်ရီမြို့နယ်မှာ online ကြားဖြတ်များအခြေဆိုင်တဲ့ရွှေကုတ်ကိုမြို့တည်စီမံကိန်းရထိုင်မြို့တည်စီမံကိန်းဒေါင်မေဥယျာဉ်စီမံကိန်းရွလုံဘေးပါ Apollo Park ဂျင်းစင်း Park KK Park မြောက်ရီမြို့တည် ဲ့စတဲ့စီမံကိန်းများစွာကို BGF ကဥဆောင်ပြီးတော့တရုတ်စီးပွားရေးသမားများပြည်ပကဒူးစိုက်ဂိုင်းများနဲ့အတူတွဲဖက်ပြီးတော့အကောင့်ထဲပေါနေခြင်းဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ကျမ်းဖို့ပါတီကနေတဆင်ရွေးကောက်ပွဲဝင်ပြိုင်ကြမယ့်စစ်ဗိုလ်ချုပ်ဟောင်းများကကိုပိုင်လုံခြုံရေးအဖွဲ့များကိုဖွဲ့စည်းထားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။စစ်ခွေးခေါင်းဆောင်မင်းအောင်လိုင်ရဲ့စစ်ခိုင်းချက်အရာစစ်ကော်မရှင်ကစစ်အရာရှိကြီးများဖြစ်ကြတဲ့အောင်လင်းတွေမြထုံးဦးဝင်းကြီးတင်အောင်ဆန်းဒုတိယဗိုလ်ချုပ်ကြီးဟောင်းကံမြန်တန် OTS 66ဒုတိယဗိုလ်ချုပ်ကြီးဟောင်းတေဇကျော် DSA 28 ဒုတိယဗိုလ်ချုပ်ကြီးဟောင်းတပ်ပုံ DSA 29ဒုတိယဗိုလ်ချုပ်ကြီးဟောင်းဖုံးမြတ် ODS 73ဒုတိယဗိုလ်ချုပ်ကြီးဟောင်းလင်းအောင် DSA 26 ဒုတိယဗိုလ်ချုပ်ကြီးဟောင်းစိုးတင့်နိုင် DSA 31တို့ကပြည်သူ့လွတ်တော်အမျိုးသားလွတ်တော်နဲ့ပြည်내နေတိုင်းလွတ်တော်တို့ကကျန်းဖို့ပါတီကိုစားပြုပါဝင်ရှင်ပြိုင်သွားမှာဖြစ်တယ်လို့သိရပါဗါတယ်။အဲ့ဒီဗိုလ်ချုပ်ကြီးနဲ့စစ်ဗိုလ်ချုပ်များဟာကျန်းဖို့ပါတီကနေတဆင့်ရွေးကောက်ပွဲဝင်ရမှာကိုပိုင်လုံးချုပ်ရေးအဖွဲ့များကိုဖွဲ့စည်းထားတယ်လို့သိရပါဗါတယ်။စေယုံကလာတဲ့ဗိုလ်ချုပ်ကြီးတွေကကိုရေးအရာရှိကစပြီးတော့ရင်းမောင်းရုံးအဖွဲ့လုံးချုပ်ရေးတွေအကုန်သုံးပြီးတော့သူတို့ကိုပိုင်ဖွဲ့စည်းထားတဲ့အဖွဲ့တွေလာပါတယ်။သူတို့ရဲ့ကိုပိုင်ဘော်ဒီကတ်တွေနဲ့လာပါတယ်။အခုတော့မဲဆွယ်စည်းရုံးမှုတွေမစသေးဘူး ဘူးဒါပေမဲ့သူတို့ကိုပိုင်လုံခြုံရေးအဖွဲ့တွေဖွဲ့စည်းထားပြီးတော့အဲ့ဒီအဖွဲ့တွေကနယ်မြေကိုပမာဏကွင်းစင်းနေကြပြီပါတီဘက်ကလုံပေးတဲ့လုံခြုံရေးအဖွဲ့ဒေသဆိုင်ရာအုပ်ချုပ်ရေးနဲ့လုံခြုံရေးအဖွဲ့ကလုံပေးမဲ့လုံခြုံရေးအပြင် တဦးချင်းစီမှာကိုပိုင်းလုံခြုံရေးအဖွဲ့တွေတီးတန့်ဖွဲ့စည်းလှုပ်ဆောင်နေကြပါတယ်။ပါတီကနေကိုစားပြုပြီးပြိုင်နေဆိုပေမဲ့အစအစအရာရာသူတို့ဘာသာသူတို့အိတ်ဆိုင်ပြီးတော့စီမံလာကြတာဇယိတ်ကအစပါတီဘက်ကပေးစရာတောင်မလိုဘူးလို့ကျန်းဖို့ပါတီသတင်းရင်းမြစ်ကပြောကြားထားပါတယ်။လက်ရှိဗိုလ်ချုပ်ကြီးဟောင်းများရှင်ပြိုင်မယ်။မဲဆန္ဒနယ်များထွက်ပေါ်လျက်ရှိရာ အောင်လင်းတွေးကနေပြည်တော်အမျိုးသားလွှတ်တော်မဲဆန္ဒနယ် PRM ၎င်းမျိုးစောကကိုကိုကျုံပြည်သူ့လွှတ်တော်မဲဆန္ဒနယ်က၎င်းမြားထုံးဦးကပြည်ဦးလွယ်မြို့နယ်ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်က၎င်းရှင်ပြိုင်ကြမှာဖြစ်တယ်လို့သိရပါတယ်ဒုတိယဗိုလ်ချုပ်ကြီးဟောင်းတပ်ပုံကစကိုင်းမြို့နယ်ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်ဒုတိယဗိုလ်ချုပ်ကြီးဟောင်းစိုးတင်နိုင်ကမကွေးမြို့နယ်မဲဆန္ဒနယ်ဒုတိယဗိုလ်ချုပ်ကြီးဟောင်းကံပြင်းတန်းက မဟုတ်ပြင်မြို့နယ်မဲဆန္ဒနဲ့ဒုတိယဗိုလ်ချုပ်ကြီးဟောင်းမျိုးသိန်းစော်ကပေါက်ခေါမြို့နယ်မဲဆန္ဒနယ်တွေကဝင်းရောက်ရှင်ပြိုင်မှာဖြစ်တယ်လို့သိရပါဗျ။ကျပ်ဖို့ပါတီဥက္ကဋ္ဌခင်ကြီးကဇေယသီရီမြို့နယ်အငိမ့်စားဗိုလ်ချုပ်ကြီးတင်အောင်ဆန်းကဥတ္တရသီရီမြို့နယ်မင်းငင်းမောင်မြင့်ကစဘူသီရီမြို့နယ်မဲဆန္ဒနယ်အငိမ့်စားဗိုလ်ချုပ်ကြီးမြတ်ဟင်းကဒက္ခိဏသီရီမြို့နယ်ပုဗ္ဗသီရီမြို့နယ်တို့မှာဘူးလက်လာဆွေဗိုလ်ချုပ်ဟောင်းမောင်မောင်အုံးကတက်ကုံမြို့နယ်မဲဆန္ဒနယ်တို့မှာအသီးသီးရှင်ပြိုင်ကြမှာဖြစ်ကြောင်းတရင်ရရှိပါရယ်ခင်ဗျာ။ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့မြန်မာတနိုင်ငံလုံးက73စီရောင်းဆိုင်များမှာ73စီရောင်းချမှုအခြေအနေများကိုစစ်ခွေးတပ်ကအချိန်နဲ့တပြေးညီဆက်ဆေးနိုင်ရန် သိမ်းရာချီကုန်ကြမယ် real time online monitoring system နဲ့ CCTV များကိုအတင်းအဓမ္မတပ်ဆင်ခိုင်းနေတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်နိုင်ငံတော်ကစက်သုံးစီအယောင်ဆိုင်များအလုံးမှာစက်သုံးစီအယောင်အဝယ်နဲ့လက်ကျန်စီအခြေအနေများကိုစစ်ဆေးနိုင်ရန်အတွက် real time online monitoring system နဲ့ CCTV များကိုစစ်ခွေးတက်ကလာမဲ့ဒီဇင်ဘာလ31ရက်နေ့နောက်ဆုံးထားပြီးတော့တက်ဆင်ခိုင်းနေတယ်လို့ပြောပါရယ်အခုလိုတက်ဆင်ခိုင်းနေခြင်းဟာစစ်ခွေးတက်ကနိုင်ငံသားငွေထုတ်ပေးနေရတဲ့စက်သုံးစီတင်သွင်းမှုများအတွာနောက်ဆုံးသုံးဆွဲသူ end user များထံကိုရောက်ရှိမှုရှိမရှိနဲ့ supply chain ဖြည့်ဆည်းမှုကွင်းဆက်တစ်ခုလုံးကိုစစ်တပ်ကစစ်ဆေးနိုင်ရန်ဖြစ်တယ်လို့သိရပါတယ်။စီဆိုင်အကြီးတွေကတော့ကုမ္ပဏီကြီးတွေဆိုတော့ real time online monitoring system နဲ့ CCTV တွေကိုတက်ဆင်နိုင်မှာပေါ့။ဒိန်းရထောင်ချီကုန်ကြမဲ့စနစ်တွေကိုတက်ဆင်ခိုင်းပြီးတော့အဲ့ဒါတွေကိုမတက်ရင် စီခွဲတန်းထပ်မပြီးတော့ဘူးတနိုင်ငံလုံးကဒပိုင်းတနိုင်ဆိုင်လေးတွေကိုစစ်တပ်နဲ့စွမ်းရည်ဝင်ကြီးဌာနရေနံရုံးချုပ်ကနေပြီးတော့ဒုက္ခပြန်ပေးနေတာပေါ့ဗျာနေပညာကုမ္ပဏီတွေနဲ့ရေနံရုံးကညွှန်ချုပ်တွေပေါင်းပြီးတော့လှုပ်ရှားနေကြတာပေါ့လို့73စီအယောက်ဆိုင်ပိုင်ရှင်တို့ကရှင်းပြထားပါတယ်ဒါအပြင် CCTV များကိုတပ်ဆင်ရမှာအမြဲတမ်း active ဖြစ်နေစေရန် ဇက်သုံးစီဖြန့်ဖြူးမှုအခြေအနေနဲ့လုံခြုံရေးကိစ္စရများရင်းအဝင်ထွက်များကိုစစ်တပ်ကကြီးစုစစ်ဆေးနိုင်ရေးအတွက်လှုံ့ဆော်ထားရန် CCTV record များကို၃လအထိပြန်လည်စစ်ဆေးခံနိုင်ရေးအတွက်လိုအပ်သလိုကြိုတင်စီမံထားရန်ဆိုတဲ့ညွှန်ကြားထားပြီးညွှန်ကြားချက်များကိုမလိုက်နာပါက၃လတိတိစီခွဲတာမပေးဘဲနဲ့ရက်ဆိုင်ထားမှာဖြစ်တယ်လို့သိရပါဗျ။အချက်မှစစ်ခွေးတက်ကအခုလိုမျိုးစီဆိုင်များအပေါ်လောကကြီးအုပ်ချင်းနဲ့ချုပ်ကန်ချဲလဲလာခြင်းဟာအဓိကအားဖြင့်73စီခရိုနီကုမ္ပဏီကြီးများကြောင့်ဖြစ်ပြီးတော့ဒေါ်လာရေးဒေတာ များကို73စီများမရောက်ရှိစေရေးအတွက်ထိန်းချုပ်ရန်ဖြစ်တယ်လို့သိရပါဗျ။စီဆိုင်ငယ်လေးတွေကိုမရက်တည်နိုင်မဲနဲ့ ခရိုနီကုမ္ပဏီတွေကိုစိုက်နေပြန်ရောင်းကောင်းအောင်လို့မိုနိုပိုလီနီးတိုင်းလုပ်နေတာပါသူတို့ပြောတဲ့စနစ်တွေတက်ဆိုင်ခိုင်းပြီးတော့ဘယ်သူမှ real time ကိုအချိန်ပြည့်ထိုင်မကြည့်နိုင်ပါဘူး real time စနစ်ကကုန်ကျစရိတ်3800ကနေ3100ကျားရှိပါတယ် CCTV စနစ်ကတက်ရယ်ဒီဇိုင်းလုံးကိုအခုက3900ကျော်ကုန်ပါတယ်နောက်ယူရချက်ကတော့ဒေါ်လာရေးအဖွဲ့တွေစုံမထားတဲ့ data တွေကို73စီတွေမရောက်အောင်လို့ထိန်းချုပ်ချင်တာလဲပါတယ်လို့73စီပိုင်ရှင်ကဆက်လက်ရှင်းပြထားပါတယ်လက်ရှိမှာစစ်တပ်က73စီတင်သွင်းရန်လိုအပ်တဲ့နိုင်ငံခြားငွေများကို အထူးဈေးနှုန်းနဲ့ကုန်တယ်များနဲ့73စီကုမ္ပဏီများထံကို ရောင်းချပေးနေပြီး73စီဈေးနှုန်းများကိုလည်းစစ်တပ်ကထိန်းချုပ်ထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာဆလာပြီးတော့တင်ဆက်ပေးရမယ့်တရင်ကတော့စစ်ကောင်စီရဲ့စစ်ဦးစီးတက်ကတော်ကိုတက်နေတယ်အရာရှိတအူးရဲ့ရုံးအဖွဲ့ဝင်များမောင်းနှင်လာတဲ့အင်စီကားကကလောမြို့မှာလမ်းဘေးမှာရပ်ထားတဲ့ကုန်တင်ကားရဲ့နောက်ပိုင်းကိုတိုက်မိရာကနေကားပေါ်မှာပါလာတဲ့လူတအူးတွေဆုံးပြီးတအူးတန်ရာပြင်းထန်စွာရရှိသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် အော်တိုဘားလ18ရက်နေ့ည10:00နာရီလောက်မှာတောင်ကြီးကနေပြီးတော့အောင်မန်းဘက်အဝင်စစ်ကောင်စီပညာရေးတပ်အမှတ်3အနီးမှာလမ်းဘေးမှာဆက်ချွတ်ယွင်းပြီးတော့ရပ်ထားတဲ့ကုန်တင်ကားကြီးရဲ့အနောက်ကိုအင်စည်းကားကဝင်းရောက်တိုက်မိခြင်းဖြစ်တယ်လို့သိရပါဗျ။ရင်းတိုက်မှုဖြစ်ရာအနီးကိုရဲနဲ့စစ်ခွေးများအများပြားရောက်လာပြီးတော့ဘေးကနေဝိုင်းအောင်ကြည့်သူများကိုမောင်းထုတ်ကြောင်းအခင်းဖြစ်ရကိုမြင်တွေ့သူတို့ကပြန်လည်ပြောပြထားပါဗျ။မူးနေကြတယ်လို့ပြောတာပဲ။လမ်းဘေးအလူကြီးမှာရပ်ထားတဲ့ကားကိုမှဝင်းကျုံးတာအနာကလူတွေအကုန်မြင်နေကလောင်းမှာတင်တန်းတက်တဲ့ ဒူမူကြီးရဲ့တပည့်တပ်သားတွေလို့ပြောပေမဲ့ဇပင်ကတော့အရှိတေအသက်တွေက20 25လောက်ပဲပထမအနီးကကြည့်လို့ရတယ် နောက်ပိုင်းမှာအကုန်လုံးကိုမောင်းထုတ်တယ်ရဲတွေနဲ့စိတ်ခွေးတွေရှုပ်နေတာပဲလို့၎င်းကရှင်းပြထားပါတယ်ဖြစ်စဉ်ဖြစ်ပွားတဲ့အချိန်မှာစခန်းကရဲများစိတ်ခွေးများရောက်လာပြီးတော့အခင်းဖြစ်ပွားရာနေရာကိုဖြတ်တန်းသွားလာတဲ့ကားများကိုမရခိုင်းမဲ့နဲ့ဆက်သွားခိုင်းတယ်လို့ပြောပါတယ်နောက်မှာအရာရှိတွေထက်ရောက်လာပြီးတဲ့နောက်အလောင်းနဲ့ဒဏ်ရာရသူများကိုဂရင်900စစ်ဆေးရုံကိုတဲဆောင်သွားတယ်လို့ဒေသခံတအူးကပြောပါတယ်စေဦးစီးတက်ကတော့ဦးစတာတက်ရင်ဒူမူကြီးဒုရယဘုံမူကြီးတက်ရင်မူတယောက်ကိုတကကကာယဆာ တက်ချက်ကြီးစရေထားလိုက်ရရဲပေါ်အခုရဲပေါ်ရင်မောင်းတွေရုံးအဖွဲအနေနဲ့ပါရတယ်အခုကရင်းမှုကိုတိုင်ပါမပါတော့မသိနိုင်ဘူးမိသားစုလည်းလိုက်နေတော့လေတက်ကဆိုရင်တော့ရဲရေးမပိုင်ဘူးတက်ကပဲအေးယူလိမ့်မယ်လို့တပတ်ဆိုင်ရာနားလည်သူတဦးကရှင်းပြထားပါတယ်အောင်ပန်းမြုပ်အဝင်ဟာလမ်းနေမကောင်းတဲ့အတွက်မစင်မချင်းမောင်းနေတဲ့ကားများမကြာခဏတိုက်မိခြင်းတိမ်းမောက်ချင်းများဖြစ်ပွားလျက်ရှိကြောင်းသတင်းရရှိပါရယ်ခမောင်း နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့မန္တလေးတိုင်းနထိုးကြီးမြို့နယ်ပဲချက်ကြီးရွာကိုစစ်တပ်ကဆက်တပ်လေထီ3စီးနဲ့ဘုံများကျဲချခဲ့မှုကြောင့်ပြည်သူ၄ဦးသေဆုံးပြီး၂ဦးဒဏ်ရာရရှိသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ မနေ့ကအော်တိုဘားလ19ရက်နေ့မနေ့6နာရီအချိန်ကမှနထိုးချင်းမြို့နယ်ပဲချက်ကြီးရွာပေါ်ကိုစစ်တပ်ရဲ့စစ်တပ်လေးထီး3စီးကဘုံများကျဲချခဲ့တယ်လို့သိရပါဗျ။အခုလိုမျိုးဘုံကျဲချမှုကြောင့်ပဲချက်ကြီးရွာမှာနေထိုင်တဲ့ပြည်သူ၄ဦးသေဆုံးခဲ့ပြီးတော့9ဦးဟာအပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါဗျ။သေဆုံးသူပြည်သူ၄ဦးဟာအသက်55နှစ်အရွယ်ဦးကျော်နိုင်နဲ့ဒေါခင်တန်းသူအသက်58နှစ်အရွယ်ဦးခင်မောင်ဝင်းနဲ့အသက်62နှစ်အရွယ်ဒေါခင်တင့်တို့ဖြစ်တယ်လို့သိရပါဗျ။ဒဏ်ရာရရှိသူများဟာအသက်10နှစ်အရွယ်မဂျူဂျူကို နဲ့အသက်45နှစ်အရွယ်ဒေါ်ရွှေဝါထွန်းတို့ဖြစ်တယ်လို့သိရပါတယ်။တေဆုံးသူ၄ဦးစလုံးကသူတို့အိမ်မော်ကိုဘုံသီးကြပြီးအိမ်လည်းပျက်စီးသွားပါတယ်။အိမ်မှာနေထိုင်တဲ့သူတွေလည်းတေဆုံးသွားပါတယ်။နေအိမ်၆လုံးထက်မနေပျက်စီးတယ်လို့ဒေသခံပြည်သူတို့ကရှင်းပြထားပါတယ်။အချက်မဲ့စစ်တပ်ကမန္တလေးတိုင်းနထိုးကြီးမြို့နယ်အတွင်းမှာလေကြောင်းတိုက်ခိုက်မှုများလှုပ်ဆောင်နေတဲ့အပြင်မြေပြင်မှာလည်းစစ်ကြောင်းထုတ်မှုများကိုအရှိန်ဟုန်နဲ့လှုပ်ဆောင်လာနေတယ်လို့ဒေသရင်းစီရေးသတင်းအမြစ်ကပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ အခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စစ်ရေးသတင်းနိုင်ငံရေးသတင်းများကို အချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတော့ Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာမြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးဘေးအန္တရာယ်အပေါင်းကကင်းဝေးပြီးတော့အချမ်းမတ်စစ်အာဏာရှင်စနစ်ဆိုးကြီးရဲ့လက်အောက်ကနေလေအမြန်ဆုံးလွတ်မြောက်နိုင်ကြပါစေခင်ဗျာ